ားလုံးနဲ့မင်္ဂလာပါရှင်။စနေကွင်းဘလော့မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့လေးမှဆိုလို့ရှိရင်တော့မိမတို့အိမ်မှာဟင်းသမျိုးရဲနဲ့သမင်းစားကောင်းစီနဲ့ဟင်းပိုလေးတစ်ခုကိုတက်ဆက်ပေးပါမယ်ရှင်။အခုဆိုရင်တော့စီတွေကနေပြီးတော့ဝယ်ယူထားတဲ့ငစင်ရိုင်းကဥလေးတွေရင်းနေပါပဲ။အဲ့တော့အခုငစင်ရိုင်းလေးကိုပါရှင်နဲ့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 မင်းတို့နဲ့အချင်းစီပြန်လေးရတာရှိရှိလေးသမင်းစားမယောင်လို့ဒီမှာကထပ်ထပ်ပြသွားမှာဖြစ်ပါတယ်။အဲ့တော့ညီမနဲ့တူတူဗီဒီယိုလေးကိုဆောင်းလေးလိုက်ပါကြည့်ရှုပေးကြပါဦးနော်။ ုကတော့အိုလီရဲကိုငါချက်ပုံတူပေါ့နော်စီလေးအရင်ဆုံးထည့်ထားလိုက်ပါတယ်။အော်စီပူအောင်စောင့်ပြီးလို့ရှိရနော်။စီတပ်ဖို့အတွက်စတုံဖြူရဲ့စတုံနီရဲ့ချင်းလေးရဲ့ထောင်းထားတာကိုအိုလီရဲကိုထည့်ပါမယ်။အော်စီပူလောင်ခဏလေးစောင့်ပြီးပေါင်းမယ်နော်။စီပူလာပြီဆိုလို့ရှိရင်တော့အူလီရဲကိုစနေမောင်လေးထည့်ထားတယ်။ပြီးလို့ရှိရင်တော့စီတပ်ဖို့အတွက်ဒီလိုထည့်လိုက်ပါမယ်။ အော်ဒီတက်ခါမျိုးဆိုလို့ရှိရင်လည်းဒီတက်ပါလေးကိုမှုရဲချီရအောင်အချိန်လေးစောင့်ကြည့်ကြပါလို့အဲဒီတက်မှုရဆိုတဲ့ခါတမ်းမှာအယံပြင်းတော့အစိမ်းမောင်းထည့်ကြည့်ကြပါလို့ဒါလည်းဆိုလို့ရှိရင်လိုအပ်တဲ့အချိန်မှာအစိမ်းမောင်းထည့်ရလို့ရှိရင်ဒါလည်းနည်းနည်းမှစိမ့်ကြမယ်ခံပါတပိုင်အဲဒါအခုကတော့အမဲလေးအယံလေးရှင်းလိုက်တဲ့အချိန်ကိုနောက်ဆောင်ပါမယ်ဒီတက်ကအယံလေးကရှင်းလိုက်ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ ိမ့်မောင်လေးထည့်ရမယ်အဲ့တော့ဒီနေ့မှာ solution ပေါ့နော်ငါးဟင်းချက်မယ်ဆိုတော့အဓိကအနက်အသက်ပေါ့နော်မွေးကြိုင်မှုအဓိကလိုပါတယ်ဒါကြောင့်မလို့ကူလို့ရှမ်းတဲ့နယ်အောင်လဲတခါလဲစီတက်တဲ့တဲ့မှာရောပြီးတော့ထည့်ပြီးတော့မှုမယ်ပေါ့နော် တရားနဲ့တရားနဲ့တော့ဟင်းခက်အမှုဆိုင်တုံးတာသူကျွန်မတို့ပါလိမ့်မယ်တခြားစားရတယ်တင်းစင်းတို့အရင်မျိုးထဲတဲ့လူမျိုးလည်းရှိပါတယ်အဲ့တော့ညီမကတော့ငိုင်းချင်တဲ့ညာတော့အဖြစ်အများတန်းလူလူပေါ့နော်ကျွန်မနဲ့နဲ့ထဲတဲ့ကောင်မလို့ကျွန်မနဲ့နဲ့ထဲပြီးတော့စီတပါနေအခုလိုမျိုးရှင်နဲ့နဲ့တတိချာလေးလုံပြီးတော့စီတက်တာလည်းမှုလောက်တက်နေထိုင်ရပြီဆိုလို့ရှင်ရတော့ ငါပေါ့နော်အာသူ့ရတာဝင်အောင်လို့အချုံမုံစာငင်ပြားကြီးစနေမုံလေးနဲ့တေချာနှက်ထားတဲ့ငါလေးကိုဦးရဲကိုတခါလေးလောင်းထည့်လိုက်ပါမယ်ငါလေးကိုထည့်ပြီးပြီဆိုလို့ရှင်ရနော်ဒီတခါနဲ့ဒီဒီတခါလေးလုံးပေးဖို့လိုပါတယ် ရှင်တော့ငါလေးမျိုးကိုအတွက် လေအပ်တဲ့ရေတန်လေးကိုထည့်ပါမယ်။တော့ရေတန်လေးကိုလိုတလောက်ပေါ့နော်ထည့်ပေးပြီဆိုလို့ရှင်တော့ချင်းစီပြန်လေးလို့ပြောထားတဲ့အတွက်ကြောင့်မလို့မကြီးနှစ်လေးကိုလည်းတခါရဲဟင်အိုရဲကိုနှံအောင်လောင်းပြီးတော့ထည့်လိုက်ပါရင်။အော်အခုလိုမျိုးလေးငါ့ကိုကိုလိုချင်တဲ့အနေထားအရာအောင်ပေါ့နော်။ ရေလိုထည့်ပြီးဆိုလို့ရှိရင်တော့ငါးလေးချက်ပြီးတော့ပြင်လာတဲ့အထိချိန်လေးစောင့်ပြီးပို့လိုက်ပါမယ်။အာငါးလေးချက်ခံနေရောက်မှာပဲ။အပေါ်ကနေပြီးတော့ပေါ့နော်။နည်းနည်းလေးကိုအောက်ပြီးမှဖြစ်ပါရဲ့။အခုကတော့ငါးလေးမျိုးအတွက်အချိန်ခဏလောက်စောင့်လိုက်ပါအောင်မယ်နော်။အခုလို့ပြင်လာတဲ့အနေထားရောက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်ကနေပြီးတော့နည်းနည်းလေးအောက်လိုက်ပါရဲ့ရှင်။အမေကတော့ကိုကြိုက်ရင်ပေါ့နော်ကိုကြိုက်တဲ့အနေထားတော့လေ ထုတ်ပြီးလို့လုပ်ပါရတယ်။ညီမတို့နည်းနည်းချက်ရတဲ့ကြောင့်မလို့မိများလေးအလိုက်ပါတယ်။ဒီနေ့ရလည်းဒီခါလေးဆက်လို့ရတဲ့အနေထားလိုက်ရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပကံလေးတွေကိုပြထလိုက်ပါအောင်မယ်နော်။ဒီနေ့ညီမချက်ကပေးခဲ့တဲ့ငွေစင်ရအချင်းစီပြန်ပွဲလေးရတော့ဒီပိုင်းပဲဖြစ်ပါရတယ်။အခုလိုမျိုးမိမတို့အိမ်မှာအရသာရှိပြီးတော့ထမင်းစားနေစေတဲ့ဒီပွဲလေးကိုညီမချက်တဲ့ပုံစံအတိုင်းလုပ်ကိုရှင်းစားမယ်။ ချက်တယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့အဆင်ပြေမယ်လို့ညီမတို့ထင်ပါတယ်။အဲဒီနေ့အတွက်ညီမရဲ့ဗီဒီယိုလေးကိုအစားအဆုံးနဲ့ participate ပေးကြတဲ့ဒုတိယချက်နဲ့အားလုံးလည်းကျေးဇူးအများကြီးပဲတင်ရှိပါတယ်ရှင်။ Thank you.